င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ထိုင်းရဲ့တရုတ်ထုတ်ကုန်တွေရောင်းချခြင်းမပြုလုပ်ရန်စစ်ကောင်စီကတရိပ်ပေးထားပြီးအာနာရှင် နေဝင်းလက်ထက်ဆိုရှယ်လစ်ခေတ်ပုံစံပြန်ဖြစ်လာနေပါတယ်တရုတ်ကောင်စစ်ဝန်ရုံးချုပ်တက်ကတ်ခရမ်းမှုအညွှန်းကြီးကရောက်ချပြီးစစ်အုပ်စုမှမဘာသာအမိခံကတရုတ်စန့်ကျင်ရေးလှုပ်ဆောင်ခဲ့တဲ့အတွက်တရုတ်မြန်မာပဋိပက္ခလက်သက်တရက်ခံဖြစ်တယ်လို့တရိပ်ပေးတဲ့သတင်းပါဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် ခုပထမဆုံးတက်ဆက်ပေးတဲ့တဲ့တပုတ်ကတော့အကျန်းဖက်စစ်ကောင်စီကထိုင်းနဲ့တရုတ်ထုတ်လူသုံးကုန်နဲ့ဆက်တောက်ကုန်တွေကိုတရားဝင်သွင်းကုန်လိုက်စင်နဲ့တင်သွင်းတာမျိုးမဟုတ်ရင်ကုန်တိုက်ဈေးဝယ်စင်တာမီနီမတ်တွေနဲ့ရက်ကွက်ဈေးရောင်းဆိုင်တွေမှာပါရောင်းချခြင်းပြုလုပ်ဖို့အတွက်သတိပေးနေတာကြောင့်ပြပထုတ်လူသုံးကုန်နဲ့ဆက်တောက်ကုန်တွေရောင်းချမှုအားလုံးဟာရပ်ဆိုင်းသွားတယ်လို့ပြည်တွင်းစီးပွားရေးအတိုင်းဝန်နဲ့ရန်ကုန်ကပြည်သူ့ချုပ်ကပြောပြပါရတယ်။အကျန်းဖက်ဒုစစ်ခေါင်းဆောင်စိုးဝင်းက အော်တိုဝါလာအကွဲတွေကတရားဝင်ကုန်သည်မှုတွေကိုတိုက်ဖြတ်ဖို့အတွက်လမ်းကြောင်းတွေမှာစောင့်ကြည့်ဖမ်းဆီးရမယ်ပြင်ဂိုရောင်တွေနဲ့တူလောင်ယုံတွေကိုလည်းလိုက်လံစစ်ဆေးဖမ်းဆီးရမယ်လို့ညွှန်ကြားခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုအမိန်ပေးညွှန်ကြားပြီးရင်နောက်ကုန်တိုက်ဈေးဝယ်ဆန္ဒမီနီမတ်နဲ့ရက်ွက်အယောင်းဆိုင်တွေမှာပါတရားဝင်ပြပသွင်းကုန်တွေရောင်းချခြင်းပြုလုပ်ဖို့အတွက်အထွေထွေအုပ်ချုပ်ရေးဦးစီးနာကသတိပေးလာတာလည်းဖြစ်ပါတယ်။ လာစစ်တဲ့အချိန်မှာယူရီးယားပစ္စည်းတွေတွေ့မိရင်အသိန်းခံရမယ်ပြင်လူပါဖမ်းဆီးခံရမယ်လို့ရက်ွက်အုပ်ချုပ်ရေးမှူးကလာရောက်တတိပေးတဲ့အတွက်ထိုင်းပစ္စည်းတွေစိုင်းမှာဘာမှမတင်တော့ဘူးလို့တာဝန်မြို့နယ်ကမီနီမတ်စိုင်းပန်ရှင်တို့ကပြပြပါရယ်ရန်ကုန်မြို့ကစိုင်းတော်တော်များများမှာလဲထိုင်းကုန်ပစ္စည်းတွေမရှိတော့ဘဲ ပြည်တွင်းထုတ်ကုန်တွေကိုသာတင်ထားတော့တယ်လို့ဒေတာနေပြည်သူတွေကပြပြပါဗါးအခုရပိုင်းအတွင်းမှာလဲလှိုင်းသားရရွှေပြည်သားတကုံမြို့တင်နေမန္တလေးကကုံတူလုံရုံတွေကိုလဲစစ်ကောင်စီကစစ်ဆေးဖမ်းဆီးတာတွေအထောက်ထားပြနိုင်တဲ့တွင်းကုံတွေကိုသိမ်းဆဲမှုတွေလှုပ်ဆောင်လာတယ်လို့စီးပွားရေးအတိုင်းဝန်ကပြပြပါဗါးအခုလို့ဖြစ်နေတဲ့ပုံစံတွေဟာအာဏာရှင်နေဝင်အုပ်ချုပ်ခဲ့တဲ့ဆိုရှယ်လစ်ခေတ်ပုံစံအတိုင်းဖြစ်လာနေပြီးအာဏာရှင်နေဝင်လက်ထက်မှာ ပြည်ပကလည်းကုန်ပစ္စည်းတွေမှန်သမျှကိုတရားဝင်လို့သတ်မှတ်ပြီးပြည်တွင်းထုတ်ကုန်တွေကိုတနေရာကနေတနေရာသိမ်းရမှာလဲမှောင်ခိုသိမ်းယူခဲ့ရတာမျိုးကိုကြုံတွေ့ခဲ့ရသလိုအခုလည်းအဲ့ဒီပုံစံမျိုးဖြစ်လာနေပြီလို့အသက်84နှစ်အရွယ်ရှိတဲ့အငင်းစားကျောင်းဆရာမကြီးတူကရန်ကုန်ခေတ်တစ်ကိုပြောပါရရှင့် မန္တလေးရသတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။မန္တလေးမြို့ကတရုတ်ကောင်စစ်ဝန်ရုံးချုပ်တိုက်ခတ်ခံရမှုပေါ်ကိုအမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီကကန့်ကွက်ရှုတ်ချလိုက်ပြီးအကြမ်းဖက်စစ်အုပ်စုကအမျိုးသားရေးလှုပ်ရှားမှုအမိခံကတရုတ်စန့်ကျင်ရေးလှုပ်ဆောင်ခဲ့ခြင်းနဲ့တစ်ချိန်တစ်ခါကတရုတ်မြန်မာပြည်ပခလက်သက်တရခံဖြစ်ခဲ့လို့သတိပေးထုတ်ပြန်လိုက်ပါရစေ။အကာအကွယ်ပေးရမယ့်တဏမန်ဆိုင်ရာအဆောက်အအုံကိုတိုက်ခိုက်တဲ့လူရဲတွေကိုကန့်ကွက်ရှုတ်ချသလိုအဲ့ဒီလိုအကြောင်း လူမျိုးရေးအမုံတရားပဋိပက္ခဖြစ်ပွားမှာကိုလည်းအထူးပင်စိုးရိမ်မြှုပ်လို့အန်ယူဂျီကထုတ်ပြန်ထားပါဗါးအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လူမျိုးရေးဘာသာရေးပဋိပက္ခဖြစ်ပွားစေမယ့်ဘယ်လို့ရမျိုးကိုမဆိုအစဉ်တစိုက်ဆန့်ကျင်သွားမယ်လို့လည်းဆိုထားပါဗါးအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့တရုတ်နိုင်ငံနဲ့ပတ်သက်လို့သဘောထားမူဝါဒတွေထုတ်ပြန်ခဲ့ပြီးသလိုအဲ့ဒီမူဝါဒသဘောထားတွေအတိုင်း ဆက်လက်ရပ်တည်သွားမယ်လို့လည်းထပ်မံအသိပေးထားပြန်ပါတယ်။တစ်ဖက်မှာတော့အကြမ်းဖက်ဆီယိုစုကအမျိုးသားရေးလှုပ်ရှားမှုအမိခံကတရုတ်စန့်ကျင်ရေးဆန္ဒပြပွဲတွေစန့်ကျင်လှုပ်ရှားမှုတွေကိုဆောင်ရွက်နေတယ်လို့တချိန်တကာကတရုတ်မြန်မာပဋိပက္ခဖြစ်ပွားစေခဲ့တဲ့လက်သက်တရားခံဖြစ်ခဲ့တယ်ဆိုတာကိုလည်း ထက်လောင်းတတိပေးလိုတယ်လို့အန်ယူဂျီကပြောပါရယ်။ဒါအပြင်အကြမ်းဖက်စစ်ကောင်စီကတရုတ်နိုင်ငံရဲ့အတိမတ်ပြုမှုနဲ့ထောက်ခံမှုရရှိရေးအစွမ်းကုန်စူးစမ်းမိပေမဲ့လည်းအောက်ခြေမှာတော့ပြူစောတီတွေမှတ်ပါတာတွေအမျိုးသားရဲ့အစွမ်းရတွေက ရှမ်းမြောက်ကချင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့မြို့သိမ်းတိုက်ပွဲတွေမှာစခန်းသိမ်းတိုက်ပွဲတွေမှာတရုတ်နိုင်ငံကနောက်ွယ်ကနေမြောက်ပင်ပေးထောက်ပံ့ပေးနေတယ်ဆိုပြီးဝေဖန်ကြသလိုတရုတ်စန့်ကျင်ရေးတွေလည်းပြင်းပြင်းထန်ထန်ပြောဆိုနေကြပါရဲ့ရှင်။ ကရင်ပြည်နယ်တရင်တပေါက်ကိုတက်ဆက်ပေးခြင်းပါတယ်။ကရင်ပြည်နယ်မြရီမြို့ဤကုံသွေးစုံအတွင်းကိုအကြမ်းဖက်စစ်သား၁၀၀ကျော်လေထင်းနဲ့ဆင်းနေပြီး လေတီးမပွင့်တဲ့အတွက်သေဆုံးသူတွေလည်းရှိနေလို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြပြပါရယ်မနေ့ကအော်တိုဝါလာ20ရက်နေ့လယ်ပိုင်းလောက်ကနေညနေပိုင်းအချိန်ထိအကြမ်းဖက်စစ်သားတွေဟာမြရီမြို့နေကုံသွဲစုံအတွင်းကိုလေတီးနဲ့9မိနစ်ကြာတခါခုံဆင်းခဲ့တာလည်းဖြစ်ပါရယ်အဲလိုခုံဆင်းချိန်မှာလေတီးမပွင့်တဲ့အတွက်ကြောင့်အကြမ်းဖက်စစ်သားတွေသေဆုံးမှုရှိခဲ့တယ်လို့လည်းမျက်မြင်တွေ့ရှိခဲ့တဲ့ဒေသနေပြည်သူတွေကပြပြပါရယ် YH အမျိုးသားလေရင်ကနေခုံဆင်းတာဖြစ်ပြီး၄ရောက်တတ်ဆင်းနေ တာကိုတွေ့ရှိရလို့လဲဆိုထားပါဗျ။အဲလိုမြောက်ရီ ကုံသွေးစုံဘက်ကိုတနေရီကုံလေဒီခုံစင်းနေရင်အနည်းဆုံး6ရက်ခန့်လေဒီမပွင့်ဘူးလို့အဲလိုလေဒီခုံစင်းတာကိုကြည့်နေတဲ့ဒေတာနေပြည်သူတို့ကပြပြပါဗျ။အကြမ်းဖက်စစ်သားတွေလေဒီနဲ့မခုံစင်းမီမှာ Jet Fighter နှစ်စီးနဲ့မြောက်ရီအာရှလက်မကြီးဒေါနာတောင်ပေါ်ကိုဘုံကျဲချခဲ့လို့လဲဒေတာနေပြည်သူတွေကပြောပါတယ်ရှင်။ ကင်ပြင်းတဲ့တရင်တပုတ်ကိုတက်ဆက်ပေးကြပါရယ်။ကင်ပြင်းတဲ့မြရီမြို့နယ်ဗလဲတို့ကျေးပါနေအကြက်ပဲစစ်တဲ့ကာကင်စကန်၃ခုကအကြက်ပဲစစ်သားတွေစခန်းကိုစွန့်ခွာထွက်ပြေးသွားခဲ့တာကြောင့်တော်လဲပူပေါင်းတပ်ဖွဲ့တွေကဝင်ရောက်သိမ်းပိုက်ရှင်းလင်းလိုက်တာဖြစ်တယ်လို့ကော့ဘရာဂော်လန်လူဗင်နွန်စစ်ကြောင်းစီကနေသိရှိရပါရယ်။မြရီဝေါ်လီလမ်းမပေါ်ဗလဲတို့ကျေးပါအနီးတစ်ဝိုက်ကအကြက်ပဲစစ်သားတွေဟာသူတို့စခန်းတွေကိုစွန့်ခွာပြီးတေဘော့ဘူပင်မစခန်းကိုတွားရောက်ပူပေါင်းတာကြောင့် မနေ့ကအကြမ်းဖက်စစ်တပ်ကာကဲစခန်းတွေကိုတော်လဲပူပေါင်းတပ်ဖွဲ့တွေကဝင်ရောက်ရှင်းလင်းတိုက်ပိုက်ကနေရာယူလိုက်တာလည်းဖြစ်ပါတယ်။အော်တိုဘားလ18ရက်နေ့ကလည်းမြရီမြို့နယ်၄ကိကော်မြို့နီးအကြမ်းဖက်စစ်ကောင်စီရဲ့ဆွဲတော်ကုန်းဗျူဟာအမြောက်တပ်စခန်းကို KNL ဥဆောင်တဲ့တပ်တွေကသိမ်းပိုက်တိုက်ခတ်ခဲ့ပြီးအဲ့ဒီစစ်စခန်းဟာပြည်သူတွေကိုလက်လက်ကြီးတွေနဲ့ပြစ်ခတ်တပ်ဖြတ်ခဲ့တဲ့မဟာဗျူဟာမြောက်စစ်စခန်းကြီးတစ်ခုဖြစ်တယ်လို့လည်းသိရှိရပါတယ်။ ။အဲ့လိုဆွေတော်ကုန်းတိမ့်ပိုက်ပြီးရဲ့နောက်မှာအောင်ပွဲရတော်လဲအဖွဲ့တွေနဲ့ရဲဘော်တွေကိုမြရီမြို့နယ်မြစ်တာလေးမြိုင်ဘလူကြီးမင်းလက်ပံထိမဲ့ဝါခီမဲထော်တလေပဟီးကလောကပြည်သူတွေကလှည့်လည်လေကြိုးစိုးခတ်ကြပါလေရှင်။ မွန်ပြည်နယ်ဒိန်တဲ့ဘောက်ကိုတက်ဆက်ပေးကြပါရစေ။မွန်ပြည်နယ်စံပြန့်ကျေးရွာနေအကျံဖက်စစ်တပ်ရဲ့ယာယီထိုင်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာအကျံဖက်စစ်တပ်ဘက်ကဗိုလ်ကြီးလှိုင်းဝင်းထုတ်အပါဝင်ငါးဦးဟာတိုက်သွားခဲ့ပြီးတပ်တမလက်ကိုတိမ့်ဆဲရရှိခဲ့တယ်လို့ဒေါနာစစ်ကြောင်းကတာဝန်ရှိသူတို့ကရက်ကုန်ခစ်တဲ့ကိုပြောပါရစေ။အော်တိုဝါလာ၁၉နှစ်နေမနဲ့၄နိုင်ခွဲလောက်မှာရေးမြို့ရေးတံပြူစရက်ကားလမ်းမကြီးပေါ်စံပြန့်ကျေးရွာနေတက်ဆွဲထားတဲ့အကျံဖက်စစ်တပ်ရဲ့ ခမရ988တရင်ကယာယီအထိုင်စခန်းကိုတော်လဲပူပေါင်းတပ်ဖွဲ့တွေကတွားရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲလိုတိုက်ခိုက်ချိန်မှာကာကင်းလှဲ့ဖို့ဆင်းလာတဲ့အကြမ်းဖက်စစ်သားတွေနဲ့မင်းနဲ့ချင်းဆိုင်တွေ့ရှိကအပြန်အလှန်ပြစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။နှစ်ဖက်ထိတွေ့တိုက်ပွဲတွင်အကြမ်းဖက်စစ်တပ်ကဗိုလ်ကြီးလှိုင်းဝင်းထုတ်အပါအဝင်ငေါဟွာတေသွားခဲ့တာဖြစ်ပြီးသုံးဟွာဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်။အဲဒီတေဆုံးဒဏ်ရာစစ်ကောင်စီတပ်သားတွေကိုလူနာတေရင်၄စီနဲ့ ရဲမျိုးပြည်သူစစ်ရုံကြီးကိုတည်ဆောင်သွားတယ်လို့လည်းသိရှိရပါဗျ။အဲဒီတိုက်ပွဲအတွင်းက MA1 တနက်အမျိုးအစားတစ်လက် MA2 အမျိုးအစားတနက်တစ်လက်ကိုတင်းဆက်ရရှိခဲ့လို့ဒေါနာစစ်ကြောင်းကတာဝန်ရှိသူတို့ကပြပြပါတယ်ရှင်။အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့သခိုင်းတိုင်းဘုဒ္ဓလင်မြို့နယ်စီပါချေးရွာကပြည်သူ၆ဦးကိုစစ်ကောင်စီကရဲရဲဆက်ဆက်တပြက်ပြီး ခေါင်းနဲ့ခြေလက်တွေကိုဖြတ်ကာခြံစည်းရိုးတွေမှာချိတ်ဆွဲထားတာမီးရှို့တက်ပြတ်တာလူခန္ဓာကိုကနေဥရေထုတ်အသားတွေကိုအယိုးပဲကျန်တဲ့အထိချစ်တော့ကအလို့ရက်ဆက်စွာပြုလုပ်ခဲ့လို့ဒေသနေပြည်သူတွေကပြပြပါရတယ်။အဲ့ဒီစီပါရွာကိုအော်တိုဝါလာ၁၉ရက်နေ့ကဝင်ရောက်ဆင်းနေပြီးတရွာလုံးကိုမီးရှို့ခဲ့တာလည်းဖြစ်ပါရတယ်။အဲ့လိုမီးရှို့ပြည့်ရဲ့နောက်မှာအကြမ်းဖက်စစ်တပ်ထွက်ခွာသွားတာကြောင့် ပြည်သူတွေရွာတွေကိုပြန်ဝင်လာချိန်မှာရရဆက်ဆက်တက်ဖြတ်ခံထားရတဲ့ပြည်သူ6ဦးရဲ့အလောင်းတွေကိုတွေ့ရတာဖြစ်တယ်လို့လဲစီပါကျေးရွာပကပတာဝကန်ကိုမိုးတောက်ကရကုန်ခစ်တဲ့ကိုပြပြပါရတယ်။ အသက်ခံရသူတွေကတက်ကြီးပန်းအချုပ်ကစီပါရသားတွေဖြစ်ပြီးကြံတဲ့သူတွေကတော့ဘဲကဖန်စီခေါ်ဆောင်လာတဲ့သူတွေမှမသိဘူးလို့ကိုမိုးတောက်ကပြပြပါတယ်။လားတူဘုဒ္ဓလင်မြို့နယ်ကဆယ်ဝရွာဆိုင်ပြင်းလေးရွာတွေကိုလည်းအကျမ်းပဲစစ်ကြောင်းကနေမီးရှို့ဖျက်ဆီးသွားတယ်လို့သိရှိရပါတယ်။အဲ့ဒီစစ်ကောင်စီစစ်တပ်ဟာဘုဒ္ဓလင်နယ်မှာစစ်ကြောင်းတစ်ကြောင်းချိန်မုံခံရပြီးတဲ့နောက်မှာ အော်တိုဘားလာဆင်းနေကနေစတင်ပြီးဘုဒ္ဓလင်မြို့နယ်မြောက်ချမ်းနဲ့အနောက်ချမ်းကြီးရွာတွေကိုစစ်ကြောင်း ထုတ်ဝင်ရောက်ပြီးပြည်သူ20ဦးထက်မနည်းကိုတပ်ဖြတ်ထားကာကျေးရွာတွေကိုမီးရှို့ဖျက်ဆီးနေတာလည်းဖြစ်ပါရဲ့ရှင်။ဟုတ်ကဲ့ပါရှင်။နောက်တော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်တည်းတွေကိုတက်ဆက်ပေးရပါကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးပါများပါ။